။စောကြီးတွေဆိုတာတကယ်ပဲဒဏ်နာရီပုံပြနေတဲ့လူမျိုး။ကာမဂုဏ်အာယုန်တွေမှာနင်မျောနေပြီးတော့မေထုံကိစ္စတွေနဲ့အချိန်ကုန်နေတဲ့ပုံပုံတွေပဲ။စောကြီးတပ္ပရပိစင်းလေးလေးစစ်ကြိတ်ကြံပြီးသူရောင်ရဲ့ညုံနဲ့ပြီးစောကြီးနဲ့ပြောနေတဲ့ကြောင်းရောက်အောင်မှမယ်လေစိတ်ကြီးငြိမ်ကြီးကနိုင်သာစီ တာကသူတို့ရဲ့စေးတောင်ွေအစွမ်းနဲ့ပေါ့နော်ဒီတူယောင်သီးလို့ခေါ်တဲ့အပီကိုတို့ထီပြီးတော့တူယောင်မယ်အဖြစ်ဖန်ဆင်းပြီးတော့မေထုံကိစ္စတွေကာမဂုဏ်ကိစ္စတွေမှာပျော်ပါကြရလို့ကျွန်တော်တိထားကြပါတယ်ဒီအကြောင်းအရာတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ရှာဖွေကြည့်ရဲ့ရှင်မှာမတွေ့လဲဆိုတော့မျက်စောဖျားရှင်ကိုရိုမြကြီးလက်ထက်ကသတိလာဆိုတဲ့တထင်းတယောက်ရှိတယ်အဲ့တထင်းရဲ့အဖေဖြစ်တဲ့ပုဂ္ဂိုလ်ကဝိဇ္ဇတုစောကြီးကြီးတစ်ပါးဖြစ်တယ်ဆိုတော့သိရပါတယ်ဒီအကြောင်းလေးကအရင်စိတ်ဝင်စားနေအောင်ဆက်ပြီးတော့နားထောင်ကြည့်ပါဇလန်းလေးထဲမှာတော့အဲ့ဒီခေတ္တကအင်မတန်ချော့အင်မတန်လာတဲ့မင်းသမီးလေးတစ်ပါးရှိသေးတယ်ကြာ အဲ့ဒီမင်းမီလီရဲ့ဖခင်ရံသူသမီးလေးရဲ့တူဦးရဲ့သမီးလေးဆိုတော့ချစ်လုံးလို့ပေါ့နော်ဘုံခဏဆင့်ပြတဲ့ဒီဘက်ခေတ်လို့ဆိုတော့ဟိုတိုက်အမြင်ကြီးပေါ့တိုက်ခေါင်မိုးတက်မှာထားရတာပေါ့ဗျာဆိုတော့အဲ့လိုအမြင်ကြီးမှာအဆောင်ချက်တွေနဲ့ထားရတော့ညာလေအဲ့ဒီအမျိုးသမီးလေးကကိုဝင်ရသွားတယ်လေဗျအဲ့ကိုဝင်ရသွားတဲ့အကြောင်းကလေသူ့ဝိဇ္ဇလိုစိုးကြီးတစ်ပါးကလာရောက်ပေါင်းသိပြီးတော့ပျော်ပါတယ်ဆိုတဲ့အကြောင်းကြောင့်သိရပါတယ်အဲ့တော့ဝိဇ္ဇလိုနဲ့မင်းသမီးလေးနဲ့ အိမ်နောက်ဘက်ဖြစ်လာပြီးတော့သတိလာဆိုတဲ့တတိလောင်းညာလေးဝေးဖွားခဲ့ပါတယ်နော်တကယ်တော့ဒီအကြောင်းညာလေးကခိုင်လုံမှုရှိရလားဆိုပြီးတော့ကျွန်တော်ထပ်ပြီးတော့ရှာကြည့်တော့လေဘာလေးကပုံမြင်လိုလိုဒန်နိုင်လိုလိုဖြစ်နေတာကိုလည်းကျွန်တော်တို့တွေ့ရပါတယ်သူ့ကိုအထောက်သားခိုင်ခိုင်မာမာပြထားတာဆိုလို့လေရှာလို့မတွေ့ခဲ့ပါဘူးအဲ့ဒါလည်းပဲကျွန်တော်တီးကျင်ဆုံးနဲ့ live ရှာတယ်ဘုံတော့ဇော်ကြီးဆိုတာဘယ်လိုပုံပုံမျိုးလဲတကယ်ပဲသူများတားပြို့သမီးပြို့လေးဟိုဘုံ80မှာထားထားတဲ့တားပြို့သမီးပြို့လေးကိုတကူးကလာပြီးတော့ဖောက်လဲဖောက်ပြန်လုပ်တဲ့ပုံပုံမျိုးလားအဲ့လိုမျိုးစရိုက်ရှိတဲ့ပုံပုံလားဆိုတော့ကျွန်တော်ရှာကြည့်ရမကျေနပ်သေးဘူး အဲ့လိုလိုက်ရှာတဲ့အချိန်မှာကျွန်တော်ဘာတွေသွားတွေ့လဲဆိုတော့ဗုဒ္ဓဘာသာကျမ်းတစ်ခုထဲမှာရေးသားထားတာပါ။ဇောကြီးတွေကအဲ့လိုပုံကူမျိုးတွေမဟုတ်ပဲနဲ့အင်မတန်ကိုကောင်းမွန်မွန်မြတ်တန့်စင်တဲ့ကျင့်စဉ်တွေကိုကျင့်ကြံနေကြပြီးတော့တိလသမารီပညာနဲ့ပြည့်စုံကြတဲ့လမ်းကြောင်းတစ်ခုကိုရှောင်နှန်းနေကြတဲ့ဝိဇ္ဇရအဖြစ်တန်လန်းမှုစူးစမ်းနေကြတဲ့ပုံကူပုံကူမြတ်တွေလို့ခေါ်ပြထားပါတယ်။ ောဂျီဆိုတာကတကယ်တော့ပါဠိတက္ကရာဘာသာစကားဖြစ်တဲ့ယောဂီဆိုတဲ့အဓိပ္ပာယ်ကနေစဉ်းသက်လာဖြစ်တယ်။ယောဂီဆိုတဲ့အဓိပ္ပာယ်ကတော့ယောဂတရားတွေကိုကျင့်ကြံနေတဲ့ပုဂ္ဂိုလ်တွေကိုယောဂီလို့ခေါ်ပါတယ်။ယောဂတရားတွေကဘာလဲဆိုတော့သမထတရား၊တမာတိတရား၊ဇန်တရားတွေဖြစ်ပါတယ်။ဒီအကျင့်တွေကိုကျင့်နေတဲ့ပုဂ္ဂိုလ်တွေကိုဘုံကန်တိုင်းယောဂီလို့ခေါ်ပါတယ်။သူတွေကယောဂီယောဂီဆိုတဲ့အတုံးလုံးလေးကိုသုံးနေဒီပုဂ္ဂိုလ်တွေကိုယောဂီယောဂီလို့ခေါ်ရင်းနောက်ပိုင်းမှာဇောဂီဆိုပြီးတော့ဖြစ်လာပြီးတော့ နောက်အခေါ်များလာပြီးတော့ဇော်ကြီးဆိုပြီးတော့ဖြစ်လာတယ်လို့လည်းရေးသားထားပါတယ်။အဲ့တော့ဇော်ကြီးတွေကဘလို့တက်ပညာတွေတက်လဲဆိုတာလေကျွန်တော်နည်းနည်းလေးရှင်းပြပေးချင်ပါတယ်။ဇော်ကြီးတွေကပုံနာတွေလိုမျိုးပဲဖေးရင်လက္ခဏာတွေမြေကျန်အတက်တွေနက်ကက်ပေတာအတက်တွေကိုတက်ကြွပါမယ်။သူကနေသွားလာသွားတွေဂျိုနေဂျိုရက်တွေအတိတ်နမိတ်တွေတပေါင်းစနေတွေကိုလည်းအင်မတန်ကိုကျွမ်းကျင်နှံ့ဆက်တဲ့ပုံပုံတွေဖြစ်ပါတယ်။သူဝန်ရှင်တစ္ဆာကံပြုတ်ပါလေဒီလိုလေးဖော်ပြထားပါပြီ။ တဒန်လီလိုရှင်လာကျော်ကိုတတ်တော်ဝင်ကြောင်းလက်များပေါင်း၍နှုတ်ကောင်းပြီးဇောကြီးအတန်နမန်နရာနတ်ဆေးဝါဖြင့်ယောက်ျားအိပ်ပြောနိုးပြီးတော်သူနုဘော်ပြင်းကိုတကိုးထန်ပြီးဆိုပြီးတော့ပေချာလေးရေးဆက်ထားတာကိုလည်းမြင်တွေ့ရပါတယ်ဒီအကြောင်းအရာလိုကြည့်ချင်းအပြင်ဇောကြီးတွေကရုတ်ထားနံထားနဲ့အသက်တွင်းတတ်တဲ့မော်ပညာအတတ်တွေကိုလည်းကျွမ်းကျင်နေဆိုတာကိုထောက်ထားခိုင်လုံးနဲ့ဖော်ပြခဲ့တာဖြစ်ပါတယ်ဇောကြီးတွေကစေးတောင်ဝေးအစွမ်းတလုံးအစွမ်းအနေနဲ့တတိုင်းဘလောက်ပဲခြားတာခြားတာ ောင်းနေတော့ဒီလောက်ပဲခြားတာခြားတာကောင်းဝင်ခီရနေရောက်အောင်သွားနိုင်နေဆိုရင်ဖော်ပြချက်တွေကိုလည်းတွေ့ရပါတယ်သူကမြေပြင်မှာဆိုလို့ရှိရင်လည်းရင်ငုတ်တို့လိုမျိုးငုတ်ရှုပ်သွားနိုင်နေရေပြင်ဆိုလို့ရှိရင်လည်းသူကမြေပြင်လိုမျိုးပဲလျှောက်လန်းသွားနိုင်တယ်လို့လည်းဖော်ပြထားပါတယ်ဒီလောက်ပဲလားဆိုတော့လည်းမဟုတ်ပါဘူးကောင်းငင်မှာဆိုလို့ရှိရင်လည်းသူကတင်မလီကိုချိတ်ပြီးတော့ငှက်အတောင်ပိုင်းခတ်တကယ်တို့တောင်မွေးအစွမ်းနဲ့ရေရှိုးငိုးပြန်နိုင်နေအစွမ်းတက်တီတွေနဲ့ပြည့်စုံတဲ့ပုံကိုကြည့်လို့ဖြစ်နောက်ပြီးတော့သူကတကောအာနုဘောဘယ်လောက်ကြီးလဲဆိုတော့ နေမင်းကို၎င်းလာမင်းကို၎င်းနဲ့သူလက်နဲ့လည်းတတ်နိုင်နေတယ်ခင်ဗျလက်နဲ့ထိနိုင်နေပေါ့ဗျပြောမယ်ဆိုလို့ရှိရင်ဇန်အပင်ညာတကိုးနဲ့လည်းလူပြည်နတ်ပြည်မပြောနဲ့မြမပြည်ဒီအတိုင်အောင်သူကသွားနိုင်နေတယ်ဗျဒီလိုမျိုးဝိဇ္ဇတို့ဇော်ကြီးရဲ့အစွမ်းတက်ပြီးတမနာစက်ကုဒီဗနီဆိုတဲ့ဂျန်တော်ကြီးမှာဖော်ပြထားပါဒါကကျွန်တော်ရဲ့ဖြင်းဖြင်းယူဆချက်တွေနှုတ်စကားတွေပဲမဟုတ်ဘဲနဲ့ဂျန်ကိုးလေးနဲ့ကျွန်တော်ဒီလိုလေးဖော်ပြလိုက်ပါ Thank you. ကြီးကိုကျွန်တော်တို့ဖြန်းညာအဖြစ် classify လုပ်မယ်ပေါ့နော်။ခွဲခြားစိတ်ပြမယ်ဆိုလို့ရှိရင်ဇော်ကြီးကစုစုပေါင်းဖြန်းည9မျိုးရှိတယ်လို့ကျွန်တော်တို့ပြရမယ်။နံပါတ်1ကတော့ဗဒါအစွမ်းနဲ့ဗဒါကိုတိတ်ခိတွင်းပြီးတော့ဗဒါအောင်သွားတယ်။ဗဒါဝိဇ္ဇရူဇော်ကြီးမျိုးစားပဲဖြစ်ပါတယ်။နံပါတ်2ကတော့ဆေးစီရင်ပြီးတော့ဆေးနဲ့အောင်မြင်သွားတယ်။ဆေးဝိဇ္ဇရူဇော်ကြီးပဲဖြစ်ပါတယ်။တနည်းအားဖြင့်ဆေးဝိဇ္ဇာလို့လည်းသုံးလို့ရပါတယ်။နံပါတ်3ကတော့အင်းနေစမတွေနဲ့အင်းချပြီးတော့အောင်မြင်သွားတယ်။ အင်းဝိစရိုစောကြည့်မျိုးစားပဲဖြစ်ပါတယ်။နံပါတ်၄ကတော့တန်ဟိုတိတ်ထိတွင်ပြီးတော့တန်နဲ့အောင်မြင်သွားတယ်။တန်ဝိစရိုစောကြည့်မျိုးစားပဲဖြစ်ပါတယ်။နံပါတ်၅ကတော့ဂါရာလီမန်နန်နေထုံမုန်းနေအောင်ရွတ်ဆိုပြီးတော့မန်နန်နဲ့ပေါက်မြောက်သွားတယ်။မန်နန်ဝိစရိုစောကြည့်ပဲဖြစ်ပါတယ်။နံပါတ်၆ကတော့တန်လျက်ကိုအစီရင်နဲ့အသက်သွင်းပြီးတော့တန်လျက်နဲ့ထွက်ရပေါက်အောင်မြင်သွားတယ်။တန်လျက်ဝိစရိုစောကြည့်ပဲဖြစ်ပါတယ်။နံပါတ်9ကတော့ကျွန်တော်တို့မြင်နေကြဖြစ်တဲ့ တောင်မွေးကိုအသက်သွင်းပြီးတော့ရေရှုံးမိုးပြန်နိုင်တဲ့အစွမ်းနဲ့တောင်မွေးနဲ့ထွက်ရပေါက်သွားတယ်။ဝိဇ္ဇေလိုဇော်ကြီးအလို့စားပဲဖြစ်ပါတယ်။ဒီနေရာမှာထူးခြားချက်လေးတစ်ချက်နဲ့ကွဲလွဲချက်လေးချက်ကိုလည်းကျွန်တော်တင်ဆက်ပြရလို့။များသောအားဖြင့်ပေါ့နော်ကျွန်တော်တို့ရုပ်တရုပ်တွေမှာဇော်ကြီးကိုမြင်မှုပါပေါ့နော်။ဇော်ကြီးကအနေရောင်ဝက်ဆက်လေးနဲ့တောင်မွေးလေးထမ်းလာတယ်။အဲ့တောင်မွေးကလည်းစင်းလုံးဇော်လေးဖြစ်နေတာပေါ့နော်။ဇက်ကားရဲထဲမှာလည်းမြင်မှုပါပေါ့။တောင်မွေးလေးကင်တယ်။တကယ်တော့ဇော်ကြီးတောင်မွေးကအဲ့လိုပုံစံမဟုတ်ဘူးလေ။ ဇော်ကြီးတောင်ဝေးကဘယ်လိုပုံစံလဲဆိုတော့သူကခရင်သုံးခွပုံစံနဲ့တောင်ဝေးအမျိုးအစားလို့ကျွန်တော်တို့စာပေရဲ့မှာတွေ့ရပါတယ်။တနည်းအားဖြင့်ရေနဲ့ဖျားကင်နဲ့လှန်ကြီးလိုမျိုးပေါ့ဗျာ။ပြီးတော့ကျွန်တော်တို့ဟိန်းနူနမင်းနဲ့ကင်နဲ့လှန်ပုံစံမျိုးလို့သုံးသပ်လို့ရပါတယ်။အဲ့ဒါကိုပဲတရီတူလီလို့ခေါ်တဲ့အသွားသုံးခွနဲ့လှန်အမျိုးအစားတောင်ဝေးလို့သုံးလို့ရပါတယ်။ဒီညမှာကျွန်တော်စဉ်းစားမိရတဲ့တစ်ခုပေါ့နော်။အရာတိုင်းမှာကြားမှာခွဲထားသလိုဇော်ကြီးမှာအမရှိလားဆိုပြီးကျွန်တော်လိုက်ပြီးတော့ရှာကြည့်တော့ဇော်ကြီးကအမမရှိဘူးလေအဖိုးပဲရှိရလို့သိရတယ်။ နောက်ထပ်မြန်မာယာစုံတွေထဲမှာပေါ့နော်ဇော်ကြီးဝိတ်စုလိုနဲ့ပတ်သက်ပြီးတော့ဘလို့အကြောင်းအရာလေးရှိသေးလဲဆိုတော့ကျွန်တော်ထပ်ပြီးတော့ရှာကြည့်တော့ဒီလိုအကြောင်းအရာလေးထပ်ပြီးတွေ့တော့ပေခိတရာပြီမှာတော့ဟာတဲ့ဒုဒ္ဓဘောင်မင်းကြီးလက်ထက်မှာဒုဒ္ဓဘောင်မင်းကြီးထံကိုပေါ့နော်ဇော်ကြီးဝိတ်စုတို့နှစ်ပါးလာရောက်ပြီးတော့အခစားဝင်မှုတွေကိုသမိုင်းရမှာပေါ်ပြထားပါတယ်အနောထာမင်းကြီးလက်ထက်ပေါ့နော် တထုံပြည်ကြီးမှာဇောကြီးဝိစတိုအသေးကိုဆရာတော်တပါးကရရှိပြီးတော့သူ့ကျောင်းတော်မှာထားတဲ့အချိန်မှာကျွန်တော်ရာဇဝင်ထဲမှာနာမည်ကြီးလာမဲ့ဗျက်ဝီနဲ့ပြက်တာကချက်ပြုတ်စားတောက်လိုက်တယ်ဆိုတဲ့သမိုင်းရတယ်အထင်ရှားရှိခဲ့ပါတယ်အဲ့တော့ဇောကြီးဖုံဝင်လာစားပြီးတော့အစွမ်းတက်ကြီးရသွားတယ်ဆိုတော့လေအားလုံးကြည့်ပြီးလာဖြစ်မှာအင်းဝဘရင်ဖြစ်တဲ့တရဖျားမင်းကလည်းသူ့ကိုယ်တိုင်ဇောကြီးဝိစတိုကိုမြင်ခဲ့ဘူးကြောင့်မတန်းတင်ခဲ့ပါ ဘေးနောက်မင်းနေရာလက်ထက်မှာလေဟန်တာဝရီပြည်တီထောင်တဲ့အချိန်မှာကျုံးနေတူတော့အဲ့ဒီကျုံးနေတူတဲ့တွင်းအောက်ထဲကနေပြီးတော့မှမြေတွင်းထဲမှာရှို့အောင်းနေပြီးတော့မှပုံဝင်နေတဲ့ဇော်ကြီးဝိဇ္ဇရိုကိုတွေ့ရှိခဲ့ရဘူးလေဆိုပြီးတော့မှတ်တမ်းတင်ထားတာလည်းမြင်ရပါတယ်ဒီလိုရာဇဝင်တွေစာပေတွေအထောက်ထားယူကြည်ချင်းအဖြစ်ဇော်ကြီးဆိုတဲ့ပုံကိုယ်တွေကကာမဂုဏ်အာယုံနေနဲ့မှာပဲနင်မျောနေတဲ့ပုံကိုယ်တွေမဟုတ်ကြပါဘူးသူတို့ကယောဂတရားတွေဖြစ်တဲ့တမထတရားတမာတိတရားဇန်တရားတွေမှာမှု့လျော်ကြပြီးတော့တစ်ဖက်တစ်လမ်းကနေပြီးတော့လေလောကီအကျိုးကို ဆောင်ရွက်နေကြတဲ့ပုံပုံထူးတွေပဲဖြစ်ကြပါတယ်။ဇော်ကြီးတွေကဝိဇ္ဇတို့လမ်းစဉ်ဖြစ်တဲ့အသက်ရှိခြင်းလမ်းစဉ်ပေါ့နော်။သူတို့အသက်ကိုဆွဲဆန့်မှုတက်ကိုသူတို့ကဘယ်လိုတွေလုပ်ရလဲဆိုတော့ကျွန်တော်နည်းနည်းလေးထပ်ပြီးပြောပြပါမယ်။ဒီကျင့်စဉ်တွေကိုတနည်းအားဖြင့်ထုံပူးတယ်လို့လည်းသုံးလို့ကြပါတယ်။သူတို့တွေကမီးထုံတွေ၊ရေထုံတွေ၊မြေထုံတွေပူးကြပါတယ်။များသောအားဖြင့်သူတို့ရဲ့ရုပ်ခန္ဓာကိုစေးတွေလိမ့်ကြံပြီးတော့မီးထုံပူးတာကိုပြုလုပ်ကြပါတယ်။ဒီလိုပြုလုပ်ခြင်းဖြင့်အသွေးသားတွေနဲ့တိဆောက်ထားတဲ့ခန္ဓာကိုအစားထိုးအဖြစ်သူကဓာတ်နဲ့ပြုလုပ်ထားတဲ့ခန္ဓာကိုအဖြစ်သူတို့ကိုသူတို့ပြုပြင်ပြောင်းလဲကြ အဲ့လိုပြုပြင်ပြောင်းလဲမှုကလည်းတစ်ချိန်တစ်ခါတည်းအောင်မြင်လာမှာမဟုတ်ပါဘူး။ဆိုတော့အချိန်ချင်းဖန်ဖန်ပြုလုပ်ရပါတယ်။အဲ့ဂျားထဲမှာမှားယူပြီးတော့ခြေချော်နဲ့ချော်ဖြစ်သွားတဲ့ပုံစံတွေရတယ်။ကျွန်တော်တင်ဆက်ခဲ့သလိုပဲပြောပြီးပြတာချက်ပြုတ်စားတော့ခံရတဲ့စော်ကြီးလိုမျိုးစော်ကြီးဝိဇ္ဇလိုအသေးလေးတွေဖြစ်သွားတော့ပါတယ်။သူတို့အဲ့လိုဖိုဝင်ပြီးတော့တက်တန်းနေနှစ်ချီရာချီထောင်ချီတိတ်ချီတန်းချီရှေးအောင်သူတို့ကကြိုးစားကြပါဘူး။အဲ့လိုကြိုးစားနေတဲ့ဖက်ကလည်းတိတ်တိအဖုံဖုံကိုဖြည့်ပြီးတော့သူတို့တွေကရေရှိုးတာတွေမိုးပြန်တာတွေတိမ်ပေါ်တောက်ကြွားပြီးတော့နတ်တကြားပမာတကူပြည့်စင်တာမျိုးတွေဖြစ် ဖြစ်ပေါ်လာကြတယ်လို့သိရပါတယ်။အဲ့တော့ဒါလေးနဲ့ကျွန်တော်ပြန်ထောက်ရမယ်ဆိုလို့ရှိရင်တနည်းအားဖြင့်ကာမဂုဏ်အာရုံများခံစားလိုက်မယ်ဆိုလို့ရှိရင်တို့ဒီလိုစူးစမ်းပြုပြင်ထားတဲ့တို့ရဲ့ရုပ်ခန္ဓာကိုယ်ကြီးတို့အားထုတ်ထားတဲ့ဇန်တရားတွေကတို့တီလာတွေဖြတ်ပြီးတော့ကာမဂုဏ်အာရုံနောက်ကိုလိုက်မယ်ဆိုလို့ရှိရင်တို့ရဲ့ခြေစဉ်တွေလည်းတေချာပေါအောင်မြင်မှုရပါမယ်။ ဝိဇာဇောကြီးတပတိနဲ့လောကီအိတ်ဒီဖန်လွန်ကြီးမြတ်သည့်မိုးနဲ့ပြမဖြစ်စီပါလေပညာစေဝါမန္တရာဖြစ်ဥစားအယုတကောဖန်စင်းအိုတေခြင်းမှရှောင်ကွင်းပမာလွတ်နိုင်ရလေဒီလိုမျိုးမာဂဒေဝကျမ်းအလားတန်ဝေကလင်္ကာလေးအတိုင်းပါလေဒါနာတရားတွေတိလာတရားတွေဘာဝနာတရားတွေဘာမှမပါဘဲနဲ့ကျွန်တော်တို့ကပေလိုရင်းတစ်ဖက်ကိုရောက်သွားမယ်ဆိုလို့ရှိရင် မြတ်စွာဘုရားရှင်ကိုရိုနေကြီးဟောကြားတော်မူခဲ့တဲ့အဝိဇ္ဇာတရားတွေဖုံးလွှမ်းနေခဲ့တယ်လို့မျိုးပါပဲအဝိဇ္ဇာတရားတွေဆိုတာကမသိခြင်းတရားတွေလို့ဆိုလို့ပါပါဘာတွေကိုမသိရလဲဆိုတော့ဒုက္ခအရိယာသစ္စာတရားတမှုတရားအရိယာသစ္စာတရားနိရောဓအရိယာသစ္စာတရားဒုက္ခနိရောဓဂါမနိပရိပရာအရိယာသစ္စာတရားတနည်းအားဖြင့်မဂ္ဂသစ္စာတရားပဲဒီသစ္စာ၄ပါးတရားကိုကျွန်တော်တို့တွေကတမာဒိဋ္ဌိဆိုတဲ့ကိုယ်တိုင်ကိုယ်ကျထိုးထွင်းသိမြင်နိုင်တဲ့ဉာဏ်ပညာနဲ့မသိခဲ့ဘူးမကြိုးစားခဲ့ဘူးမကြင့်ကြံခဲ့ဘူးဆိုလို့ရှိရင် ဒုက္ခတို့ခြုံငင်းရာဖြစ်တဲ့နိဗ္ဗာန်နဲ့လည်းကျွန်တော်တို့ကတလန်းစီဖြစ်သွားပြီးတော့အသက်ရှည်ခြင်းနဲ့ဓာတ်တွေတိတ်ထိတွေနောက်ကိုကျွန်တော်တို့ကပျော်ပျော်ကြီးလိုက်ပါသွားပြီးတော့မှတန်တရားဝဲကြရဲ့ထဲကမလွတ်မြောက်နိုင်တော့တဲ့ဘဝတွေနဲ့ပဲဖရားအဆူဆူတွေပွင့်သွားသည့်တိုင်အောင်မို့ဒီလိုအကျင့်တရားတွေကနိဗ္ဗာန်ရောက်တဲ့လမ်းကြောင်းတစ်ခုတော့ဟုတ်နေခဲ့ပါဘူးဘလို့ပဲဖြစ်နေပါစေပေါ့နော်ဒီလိုကြင်ကြံအားထုတ်မှုပြုလုပ်နေတဲ့ပုံပေါ်တွေတော့ကျွန်တော်တို့မစော်ကားအဖို့ဆိုတာပြေကြပါမယ်တို့အနေနဲ့ကမေထုံကိစ္စမှာမွေလျော်နေရမဟုတ်ကြောင်းကိုလည်းကျွန်တော်ရှင်းပြပြီးဖြစ်ပါတယ် ဲ့တော့ဝိဇ္ဇလိုစောကြီးလေးဆိုတာတကယ်ပဲရှိရကလားတကယ်ပဲမရှိရဘူးလားဆိုတာကတော့သမိုင်းထဲမှာပေါ်ပြထားတဲ့အတိုင်းလေးကျွန်တော်တင်ဆက်ပေးလိုက်ပါစောကြီးနဲ့ပတ်သက်ပြီးတော့ကျွန်တော်အခုတင်ဆက်မှုလေးကိုအဆုံးထိကြည့်ရှုနေရတဲ့ကြောင့်ကျွန်တော်တကယ်ကိုကျေးဇူးတင်ပါတယ်အဲ့တော့ကျွန်တော်မိတ်ဆွေအနေနဲ့ဒီအကြောင်းအရာလေးကိုတေချာလေးနားထောင်ပြီးတော့ဉာဏ်လင်းတစ်ခုခုတော့ရသွားမယ်လို့ကျွန်တော်မျှော်လင့်ပါတယ်အဲ့တော့မိတ်ဆွေတို့အားလုံးပဲဘုဒ္ဓတာတစ်ခုတို့ပါသူခင်ဗျာပြန်လည်ဆုံကြပါမယ်ကျွန်တော် channel လေးကို like share subscribe လေးလုပ်ပြီးတော့အားပေးကြပါဦး။ကျွန်တော်တို့မေးပြန်နေတဲ့အကြောင်းအရာလေးတွေကျွန်တော်တို့နောက်ထပ်နောက်ထပ်တင်ဆက်ပေးစီခြင်းတဲ့အကြောင်းအရာလေးတွေရှိခဲ့တယ်ဆိုရင်လည်းအကြံပြုစာလေးတွေ comment မှာရေးပေးခဲ့ပါကျွန်တော်တို့ comment ကိုလေးစားပါမယ်။ဖတ်ရှုပါမယ်။ကျေးဇူးတင်ပါတယ်။